ဆိုရတဲ့ဤဟောပါတယ်ဝေဒနာဆိုတာကိုယ့်အတင်ကိုရှုနေရပါဗျာလို့ပြောတာပါညာနဲ့ရှုတာပေါ့နော်ဒါပေါ့အဘွားအဆုံးနဲ့ခေါ်ပါတယ်ဘယ်လိုခေါ်တော့ဝိပဿနာဝိကအဆုံးဝိကအဆုံးဘွားအဆုံးတန်တရာအဆုံးနဲ့ခေါ်တယ်တန်တရာအဆုံးနဲ့ခေါ်တယ်ရှေ့မှာမဆက်တော်တာဘူးဟောပေါ့လားအတင်မဆိုတာဟာအဝိဇ္ဇာအောက်မှာတတ္တဝအแทထင်လို့တိရက်ပုံကြီးကိုဖော်ပြီးတော့တင်မတင်မဖော် ဒါတကယ်ရှိတာဟုတ်လို့လားဟုတ်ဘူးနဲ့လည်းမလားတော့အခေါ်ပဲရှိတာတဲ့ဗါရနော်အဲ့တော့အခေါ်အရှိလိုက်စားပြီးရောက်ဤပဲလေတကယ်အရှိလိုက်စားပြီးရောက်ဤပဲလေဒါသင်တာအရေးကြီးတယ်နော်ဒီကဘာကြောင့်သုံးလဲဆိုတော့ယောဂီတွေကတခါတည်းဟန်ယောဂဖြစ်တဲ့အခါမှာ တရားတရားနဲ့ရှင်းလိုက်ဟိုတရားကြောက်ကြတယ်အဲကြောက်တာဘာလို့ကြောက်လဲဆိုတော့အဝိဇ္ဇာဖုံးထားလို့ဒါဖုံးထားနော်ဒါဖုံးထားတော့ဟာကဲကိုမကသူ့ရဲ့ကံရောအတိတ်အဖွဲ့ပြီးတော့လာရင်မနောရကပွင့်အောင်လောင်မနေဘူးလားတတ်တော်ပါလို့လားတော့ဉာဏ်နဲ့ဆက်တွေ့တဲ့အခါအမောင်ကတူတော့ဟာတဲ့တတ်တော်ထင်ထားတယ်ငါထင်ထားတော့အလားသုံးပါဆက်မနေဘူးလားအဲ့ဒါပဲ အဲ့ဒါအပြစ်ပါတော့ဝါဒနာထုံးတော့အာမြင်မှရှိတော့တေမာကိုကြောက်တယ်လို့ခေါ်တာအောင်ဆိုတော့တွဲတာတော့ဒီကိုယ်လုံးရောချက်တယ်အမြဲတမ်းကြမ်းပါခြင်းနဲ့ခြံတာနေခြင်းနဲ့တက်ရှိခြင်းတွေဆိုအချင်းစကြက်တယ်လို့ပဲတွင်းထားတာများတော့အဲတရင်တရားကိုပုံခေါ်တာနဲမနေဘူးလားဟုတ်တယ်အခန့်တက်ကတွေ့တောင်းတာကအမြဲတမ်းအရှင်အောင်းခြင်းနဲ့ အတိုင်းဝိုင်းနဲ့ပြောပြီးတော့အသက်ရှင်တော်ပုံဖို့တွင်ထားတာဖြစ်တော့ကြောင့်တွေ့တောင်းတာကအရှင်ပြောကြကောင်းတဲ့အသက်ရှင်တော်ပုံဖို့ထားတယ်။တကယ်တော့တရားကတော့တရင်တရားမရှိဘူးလား။အရှိတဲ့ခံမှာကဲအခန္ဓာအာယုန်နဲ့ပေါ်အောင်လည်းအဆင်မပြေနှလုံးအေးမလားပူမလား။အဲအဲ့ဒါပြောတာ။အဲ့တော့ဓမ္မအကြံ့အမှန်တိုင်းခုနေတည်အကုန်လုံးတရားထားရမယ်လို့တရင်တရားကတော့ ချိန်ဖန်မြတ်ကပွားထားရင်တိဘေကြုံတဲ့အခါကျတုံ့လို့ဆရာရှိပါမလားဟုတ်တယ်။ဒါဒီကမဋ္ဌာန်းကပွားကိုပွားမယ်တရားလို့မှတ်ထားပါ။ဘာပွားရလဲ။နည်းနည်းပါရနော်။ဆိုလိုတာကတော့သူတင်းရင်တရားကိုတရိပ်ကိုဆဲကပွားတဲ့ပုဂ္ဂိုလ်နဲ့အခါတထောင်ပွားတဲ့ပုဂ္ဂိုလ်။ဒါကလည်းကျင်ဘုရားဖို့ခံနေပါလေ။တထောင်သမားခံနေတာပေါ့။အရှင်တရားရှိတယ်မသားတစ်ခါ။ အတုရသွားတဲ့အခါမှာဟိုထပ်သူခံတာအော်ငါလည်းတင်နာပဲတင်ဒီလိုဖြစ်မှာပါလားဆိုတွေးလိုက်ရင်တော့အများကြီးတာဝန်ကရတယ်ဟောက်ပါ့လားဟောတင်မြတ်အကုန်ဒီလိုပဲတန်လန်းထားရပါလားအချိန်မျိုးတင်နေပါလားဆိုအိမ်ဖန်မြတ်လာပေါ်လို့ရှိရင်တွေးရကောဓမ္မနှုံးသွင်းထားတော့ကြောင့်တင်းတရားကိုပဲလက်ခံထားတော့ကြောင့်ကဲတောင်းတတာအသက်ရှင်တာအမှန်တော့တောင်းတသေးလားသေးလားဒါဘူးအဲ့တော့ ဟောအောင်နာကတေးအောင်လို့ပြောအစဉ်ပြေသောကြောင့်တလုံးပူဇာလူသေးလားဟုတ်တယ်သဘောရလားအဲ့တော့ကင်မရာဘွားကိုပေါ်ရမှာတဲ့သဘောရလားတုံးသွင်းတဲ့ပုံမူတည်ပဲတတိယကမ္မထာကိုပွားများတဲ့အခါမှာမပါကမ္မထာပြီးဆုံးတာသာရှိတယ်တဲ့ကမ္မထာပါလေပြီးဆုံးတာရှိတယ်ကမ္မထာပေါက်တယ်ခေါ်ခေါ်ပေါ့နော် အကျိုးပေးတာပြီးဆုံးတာရှိတယ်တဲ့ဖះဥမာပေးပါရှင်သားတို့ဥမာအဖြစ်တဲ့ ဒီငှက်မွေးလေးတွေအကြောတုံးလေးတွေတဲ့ငှက်အမွေးလေးတွေတော်တော်လေးမိရှို့လိုက်တဲ့ရှို့လို့ရှိရင်ငမုံကြိုတို့ကားမသွားဘူးကြုံပြီးတော့ခြောက်သွားတယ်ဘာပေါ်အဲ့ပမာလို့ပဲတဲ့ဒီတိရကမဏကိုပွားများတဲ့အခါမှာတဲ့ဒီကလက်သက်ပကပူဇော်အကျော်စောပြောစရာကောင်းတာကိုအောင်တွေ့လို့ရှိရင်တဲ့အိန္ဒိယကမ္မထာ ရှိတတ်တာလေ။အော်ဒီအုပ်စုအလုံးက ဘုံသေးပါပါလားလို့မြင်သွားပြီးတော့နောက်ကိုဆုတ်သွားတယ်ဒီပေါ်နေတွေ့ကြပြီးတော့ပါမသွားဘူးကမှတ်ထားနော်အကြမကြအရင်ပြောကြကောင်းတဲ့အခါဆက်လာပါပေါ်တဲ့အခါဆိုပိဋကမြိုင်မြို့ပြောပြီးတော့တက်ကြွနေတယ်ဆိုရင်အဲကမ္မထာမရှိလို့အမရှိတာလဲမနေ့မြများပွားပါဆိုရင်ပိဋကများလာနေလေအော်ဒါတေမာတေထားခဲ့မှာဆိုအတိအဝင်လာပြီးတော့ဟာတဲ့ တက်ကြွရပြီးပြောမသွားဘူးတဲ့တော့ပေါ့လဲတော့ကိုဆုံးတော့တာပဲအဲ့လိုရှားမိတဲ့ခန္ဓာအင်းကြီးကသူ့အတွက်ကအဲ့တရားကြက်မှလို့နှုတ်တော်သလိုဖြစ်ရမယ်ဒါဆိုကမ္မဋ္ဌာန်းပြီးတယ်ခေါ်တယ်ဘယ်လိုခေါ်တော့ကမ္မဋ္ဌာန်းတော့တော့ကပြီးဆုံးတာရှိရမယ်လေခတဲ့တရားကမ္မဋ္ဌာန်းတွဲပြီးတဲ့အခါမနဲ့မတဲ့ယုံွယ်ရာအတုပါလည်းတွဲရပါလာတယ်ဘာပါလာတော့ယုံွယ်ရာနော်မတ္တမရဏတတိအတုပတွဲရပဲ ဒီခါကကတော့တည်လို့ရှိရင်ကမတည်ခင်မှာတည်းကမစင်အောင်လို့ဖြစ်နေတာတည်လို့တည်းကနေသွင်းရဆိုရင်မညုံမဲ့ဖူကောင်းတို့ဒိတ်ထိုးထားတဲ့တည်းအိလို့ပုတ်ပါလာမှာလေပြင်ပေါ်တော့ဒီတွဲလို့အဲဆိုအရေးပြားကြီးဖြက်ကြအသားကြီးဖြက်ကြ အကျော်ကြီးဖြက်ကြအယိုးကြီးပဲကြံခဲ့မယ်ဒီစုယူရတခါဖွေးလို့စိတ်တည်းပြုတ်လို့ဖိမိလို့နှစ်စုံမြောစာလမ်းဆုံးမယ်လို့အချင်းချင်းပွားရတယ် အိမ်ဖန်မြောက်တာဟုတ်ပါဘူးဟုတ်ပါမြန်တော့စိတ်မြင်ပြောင်းသွားပြီတဲ့ပြောင်းသွားတော့အဲ့တော့အမှန်တော့နှက်ပါတင်နေတဲ့ဆက်ရင်ပဲအမျိုးသားအမျိုးသမီးတွေတွေ့လို့ရှိရင်တဲ့အဲ့ကမ္မထာပေါ်လာရတဲ့ဗျာတော့ပေါ့လဲပစင်အုံလို့ဖြစ်တာရောရောစရာဒီဖြစ်တာရောတင်းထားရင်မကောပေါ်လာတယ်တဲ့အဲ့တော့ရင်မှုပြီးတော့ပြပါမသွားတော့ဘူးတဲ့တော့ဆုတ်တော့တန်တရာမှာဩော်ဒါကြောင့်ပြင်မှန်းခဲ့တာ ဒီလည်းကုဏမပါဘူးဥဒုံမတမအေးမှဆိုတာတဏအဆက်ပြန်ပြေးတာဒါဆိုရင်ဒီကမ္မထအကျိုးပေးတယ်ထောက်ပါရလားအဲ့ကြင့်မထားနေကြပါမလားကိုယ်ကပြန်ကြည့်နော်မနလှလာရယ်စိုက်ရင်ဘက်ကချစ်ချက်ကောင်းတယ်ဆိုရင်ဝမ်းထဲမှာရှိတဲ့ကြီးကြီးကိုသိမရတော့ဘူးမစင်အိုးမေ့သွားကြတယ်တော့ကြာပြီးတော့ကိုယ်လည်းမေ့သူလည်းမေ့မိပြီပါ တင်မာလိုက်ပြီးတော့ပြောပြီးတော့ရင်ပပသွားတတ်တယ်။ဒါဆိုရင်ဒီမှာကမ္မထန်တက်မရှိလို့ဟုတ်ပါလား။ဒါဆိုရင်တဲ့ဘုရားဆက်ကြပါအောင်တဲ့ဘယ်လိုခေါ်တော့ဘာလဲအကျင့်မျိုးသာပွားရတယ်။ဒီလည်းပြီးပြီးပြောမှမဟုတ်နော်ဒါအရေးကြီးဆုံးပါပဲ။အဲ့တော့အရခတရား၄ပါးဆိုရှိတယ်ဘယ်လိုခေါ်တော့ဒီယောဂ ဣလေတာတွေကိုပက်တတ်တော်ယောဂဝဆတာပုဂ္ဂိုလ်ဆိုတဲ့ယောဂီများအတွေ့တဲ့အရခတရား၄ပါးတဲ့ဗာရဏတတိအတုပအေးကြီးတယ်အဲ့ဒါပွားတော်မှာနှလုံးအေးသွားတယ်ဘုန်းကြီးတိတ်ဆိတ်သွားတယ်ဆက်နေကြမရှိဘူးမန်နေကြတော့မှာပိတ္တာပေါ်လာတယ်ဘာပေါ်လာတော့အာလုံးတေဘောတေဘေတေပတိခဏမာနာကြလို့အေးချမ်းပါစေလို့ ဘာမြတ်စွာဘုရားဖောင်းနေကိုတေတော်တာတေကမှာလို့သိတယ်ပြည့်တာပေါ်လာတယ်ဘာပေါ်လာတော့အာရခတဲ့မှာမြတ်တာပါပြီနော်ပရဏတ္တိအတုပမြတ်တာပြီးတော့ဗုဒ္ဓနုတ္တိတဲ့ရှားမဟုတ်ဘူးဘုရားပုံပေါ်လာတဲ့ဘုရားဟုတ်ရရောင်မြောင်တာတဲ့ဘယ်လိုခေါ်တော့ထမန်နေအော်ဘုရားဒီလိုဟောခဲ့တာပဲလို့ဘုရားကကိုယ်တော်မှာရက်ကြည့်တယ်လို့ဘုရား ဖရားဟောသမြောက်ကြားရပြီးအနှုံးသွင်းတာခေါ်တယ်။ဟုတ်ပါလား။ဒါဆိုဖရားဟောတိုင်းဆိုဝေရတယ်မှာသင်္ကာရာတိသွားတော့မှာဩဗုဒ္ဓတအပြည့်ရတာ။အဲ့ဒါအာရဟတရား၄ပါးခေါ်တယ်ဘယ်ပါလို့၄ပါးအဲ့တော့ပတ်မှတ်ရလို့ရောမာတုမေပုဆိုကြည့်ပါဦးမာတုမေပုပရဏတတိအာတုပမေတ္တာဗုဒ္ဓနုတတိအာနန္ဒာရှိကိုရှိရမယ်တရားတဲ့သဘောပါလား အဲ့ဒါတိမ့်ဖန်များစွာပွားထားရမှာဖတ်လို့မှာနော်ကလုံးသွင်းတဲ့ပေါ်မူတည်၍ကမ္မထာကိုမှတ်တာတော့ပေါ့လေတော့ပြီးဆုံးအထိရှိအချိန်များစွာပွားရတယ်သူသာပြတ်တပြတ်တပြတ်ခန္ဓာတည်းတွေးတာမဟုတ်ဘူးနော်အဖြစ်မဟုတ်ဘူးတေချာယူဆိုင်ပြီးပွားရတယ်ပွားရမှာစိတ်မြင်ပြောင်းသွားတော့ဟာတဲ့တော့ကအမြင်နဲ့လက်လက်မကြပူဇော်ကြောသောသည် အဲ့နဲ့များလာပြီဆိုရင်ဒီတရားဝင်လာတယ်။အော်အကုန်သိကြမှာတန်တရားမှာအော်မေ့လို့လားတန်တရားရှိကြတာ။ဘုရားသခင်ပုဒ်သာရှင်မောက်ကလေးကိုပြန်ကြည့်ပါနော်။ဒီကမ္မထမ်းနဲ့ပြလန်းရှာခဲ့တာလေ။ဘုရားများစွာတောထွက်ခဲ့တဲ့ကမ္မထမ်းရှိခဲ့တာမလို့။တကယ်နဲ့ပွဲကြည့်နေကိုကိုတည်တည်ပေါ်လာတာ။ဒါဒီအချွေရနဲ့တကဘုရားကြီးရဲ့ဆူလေးချနေတယ်။ဒီနေ့တော့ကြီးင်းတယ်ကိုပဲ။ ยังงเนี่ยเนี่ยถือว่าอภิธรรมทีมาเนาะเที่ทาปอละเขาเปรูเนี่ยตรงที่ยากมาตงทางยากมาเนี่ยอธิรุตเด็ดยาวดูชายากไหมไอ้หมาตอนนั้นชาเกจาเราบ่อยละอารมณ์เนาบ้าจริงแพมยาวดาปอมาดาปอมาหรือมาจากบ้าบ่อยปอมาละแต่ขาดตัวนี้เป็นหน้าดยมาเต็มยันเนี่ยว่าได้ขามาเนี่ย ဒီမိမိသူတော်ဘာမိမိသူတော်ဘာလို့စကားသုံးခုတွေ့ရတယ်ကိုယ့်ကိုလည်းပဲခေါင်းချင်များဒီအိမ်ဆောက်တော်အရာရိုးတာအရင်ဆောက်ရတယ်ပြီးတော့မှတရားထဲရနေကြရတယ်အသာထဲရတာပေါ့နော်အဲ့ဒါအယိုးစုကိုအိမ်ဆောက်ဖို့တဲ့ခေါင်းချင်များဒီအယိုးစုဘာမှတကားအသားတွေပြက်သားတွေပက်တော့အရေးပြားတွေအုပ်ထားတာတဲ့ပြီးတော့အထဲမှာရှိတာတော့အမှန်တည်းမမြင်ရဘူးဆိုပြီးတော့ တဲ့စိတ်သူဆင်ခြင်ရတယ်။ရုပ်ရှင်ကြည့်လို့စဉ်စဉ်စဉ်းစားပြီးတော့နှလုံးသွင်းရတယ်တဲ့။ဟိုအော့အော်အော်ပွားတာပေါ့ဘုနော်ဒီထားကြ။ဆင်ခြင်ခိုင်းတာပါတဲ့။ဘာလို့လဲတော့ဆင်ခြင်ခိုင်းတာ။ကျအဲ့ဒါကိုလွန်ပြီးတော့ဟိုအော်ကတော့အော့တာဒီဆိုအဲ့ဒါလွန်သွားပြီးဒေါသခေါ်တယ်။ယောနာဒေါသဆိုမဟုတ်တော့ဘူး။တမင်ကရရုံဖရပြောတာ။ဘာလဲတော့။အဲ့ကဲနော်။အဲ့တော့အမစင်အုံးလို့တဲ့။တော့ကျစဉ်းစားပြီးတော့မှဒါ ဖြစ်ဖြစ်နဲ့ရင့်ရောအုံကတေတိတိစဉ်းစားရတယ်။ဒါဒီမိနှစ်ရက်ကလည်းသုံးပြီးမျောစာစစ်တိဖြစ်ဖြစ်တိစဉ်းစားပြီးတော့ဟောရတယ်။ဒီတိုင်ဖြစ်ခဲ့တာများပြီတော့ကောင်ဖြန့်ရတယ်။ဟောပါလား။အဲ့တော့ရင်မိရဲ့ကပ္ပနာကုလရသည်လေ။ဟောဒီလိုမဖြစ်ချင်တဏ္ဍာဆက်ဖြတ်မှာပဲဆိုပြီးတော့ရှင်စဲထုံစဲမှာဟောရတယ်မှာဒီခါတော့ပွားရမယ်။ဟောပါလား။အဲ့တော့သားမှာကအသားကြတော့မှာပေါ့။ဟုတ်ပါလားအဲ့ဒါကိုချိန်ဖန် ရားသာပါပါတဲ့အခါအကျိုးတရားရတော့တဲ့အဲ့ဒါအတ္တအတ္တဆရာကောင်းတဲ့အခါတမတ်ကြောင့်နော်တသက်ပဲပူဇော်ကျော်သွေးတဲ့အခါမှာကြတော့တဲ့ကမထာပေါ်လာမှာတော်တော်ကျင့်တဲ့အခါမှာမိတတ်တယ်စကားပြောရင်လည်းမိတတ်တယ်မမေ့အောင်ပွားရတာမိမိကိုပွားတယ်လို့သူများလည်းပွားရတယ်သူများလည်းပါလဲပွားအပြန်းနဲ့မိမိသူတော်ဘာသာအပြန်းနဲ့စကားပြောရင်မမေ့ရဘူးတဲ့ ပါကြစကားပြတာမိတဲ့တဲ့ကိုရငရစကျင်တော့အဲ့ဒါလာပြီဆိုရင်ဒီကမ္မထာပြတ်ပါကွာတဲ့စကားပြင်းနေမိပါတာအဲ့တော့အဲ့ဒါထိုင်နေတော့မှရေးထားတယ်မာသူမေဘူးရေးထားရတယ်အဲ့ဒါထိုင်နေမှစာမြင်နေမှအဲ့ဒါရောကိုဘူးစကားပြင်းနေပွားရတယ်တော့ပေါ့လေကမ္မထာရောက်အောင်ပွားနော်ပဒနာရောက်ပွားပေးရတယ်အဲ့တော့အကြိမ်များမလာဘူးလား အဲများတော့မှစိတ်အမြင်ပြောင်းသွားမှာတဲ့ပိုက်ပေါင်းသွားတော့နောက်ကတစ်ခုလုံးမှာတဲ့မှတ်ကြပါနှစ်သက်စရာဘာမှရှာလို့မရတော့ဘူးသောက်ပေါက်လားတမ်းပဲလှလာတာငှက်လို့ရှိရင်မစွန်းဦးလို့မြင်လာတယ်ဥမာပြင်စဉ်းစားကြသူတယောက်ကယောက်ျားဖြစ်ပြီးမှဖြစ်စီပေါ့နော်ဘာလောက်နေတွေ့တဲ့အနာကြီးရှိတယ်တော့အဘွားနေဦးတည်ဖုံးထားတယ်တောက်ပြင်ထားတယ်တော့အနာရှင်မန်းတည်အဲ့ပုဂ္ဂိုလ်ကိုစိတ်သက်စီပေါ်ပါမလား ไอ้ตัวพอพออเมญมันดาวก็บ่อะนะอเมญได้อเมญเนี่ยตะไหนจับมาทาวเนาะอ่ออะนะหมอพูอ๋อญีไว้ปิรว่าตะนะแซ่เป็ดมาเอ๋มาโนกกูสอดกว่ามาก็บ่อะนะဒီခန္ဓာအိမ်ကြီးကဒီလိုပဲသွားကြမှာမို့လို့ဟိုလည်းဖြစ်ခဲ့တာချိန်မှမျိုးလာတေကြပါများလာပြီပြမန်းလာပြီဇာတိမလာမအေးမှပါရနော်။အနိကုံကြီးတနက်ဆက်ပြတ်မှာအေးမှပေါ့ဟုတ်ရလား။ လည်းကိုဆုတ်သွားတယ်ဒီတော့မှရှုစဲထုံစုံညာကပ်ပြီတဲ့နုဇကိတိတာနော်ဝတ္တမတုတ္တညာနေတံမမဘောရဲ့အမရအာလို့တခြားတဲ့ခန္ဓာငါးဖြစ်ပြတာတတ္တဝပါလားရဲ့တတ္တတရားရတယ်ပေါ်လာကူကဆက်ဖို့လားပြောက်ဖို့လားလားပြောက်ပြန်လာမှာမလားဖယ်တော့မှမလာတော့ပါဘူးရန်ကင်းစီ အမှုရာဓမ္မကမ္မထရောက်သွားတာနော်ဒီတော့သာနီယာတိတ်မြင်နေရတဲ့အကုန်အားလုံးအရာတွေဟာဘုသောမတော်ပြေးပါလို့တိုက်တွန်းတက္ကသိုလ်ဖြစ်အောင်ပွားရတာလို့မကြပါဘာပွားရလားနည်းနည်းပဲနော်ဒါဖျားသံဃာညာထည့်ရတာကမ္မထနေပြီလို့သွားရတာဒါကမ္မထ၄၀ဒီမကြပါဘူးနော်ဘုရားတရားအလဲသွားတယ်စိတ်ကံ၄၀နဲ့တူတယ် ုသုံးပါးထက်တဲ့တဏ္ဍဆက်ဖြတ်တဲ့ဉာဏ်ရအောင်သူကတွန်းအားပေးတာလို့မှတ်ရတယ်။ဟောပေါ့ကအဲ့တော့ကြင့်ထာမှာမြင်ရတဲ့တရှိတဲ့အကုန်လုံးကိုကြည်ခိုင်းကြည်ရဟာ။အော်တရားကျင့်မှဝိကတော်ရုံပါလို့သုံးတော်တကယ်ဖြစ်အောင်ပွားရတာပါလို့မှတ်ကြပါ။ဟောပေါ့လား။ဒါရည်ရှိကျင့်တဲ့ယောဂီအဟောင်းတွေအတွက်အရေးကြီးလို့ထင်တာ။အရင်ကမေးပါရသေးအောင်နော်။ထဲထဲဝင်ဝင်စัจ jet တူပဲ။ မရဏအတ္တကမ္မထာကိုဒီနေ့အချိန်ဘယ်လောက်ပွားခဲ့လဲလို့ပြန်စမ်းသာကြ။ဟိုင်းပြောတော့မပွားမိဘူးလား။ဒီနေ့ချိန်ကျတော့မိပါဗျာ။အားဆိုင်ရတယ်။အိမ်ဖန်မြောက်သာပွားတယ်။တော့ပေါ့မပြင်းရဘူး။ပွားလို့မှန်ကြတော့ပြီဆိုပြန်သာပါခါတွဲပွားလိုက်ရတယ်။တော့အချိန်များသာမပွားဘဲနဲ့စိတ်မြင်ပြောင်းပါမလား။အထာနော်ကြိုးစားပွားရရမယ်။တော့ပေါ့မလား။ဒါဆိုတက်တယ်လို့ပြောအောင်နော်။ နေပြလက်တဲ့တုန်းကတဲ့သိတ္တတာမင်းရဲ့အကြောင်းဖတ်ပြီးသဘောကျလုံးလို့ဒါယဟန်တာနေပါပြီသူငငယ်တုန်းကတော့ဘုံကြီးရဲ့အရှင်မြတ်တေးပဲသူကိုရင်စည်းတာကြားလိုက်တာနဲ့လူရတဲ့တင်ကလူလို့ပုံနေပေါ်ပေါ်လာတယ်သူရဆွဲအားကြောင့်ပေါ့နော်တင်ကနဲ့ပတ်သက်တဲ့အစလိုအမှန်ကြီးတွေ့ရတဲ့ခန္ဓာတိကြောင့်တင်ကဆွဲအားဖုံးများလို့ပေါ့ဆွဲထိုင်ပြီးဆွဲတယ်လို့ပေါ့ တကယ်နဲ့ပတ်သက်တာသူပြီးတော့တအားပြောရတာဖြစ်တယ်အချာယာနူရန်စတဲ့ဘုလူရတာရှိတော့သူအကြောင်းကြားရတဲ့သူကတင်ငန်းသူပဲပုံပေါ်ရတာတနေ့တင်ငန်းအစုံ900တောင်ရတာတဲ့ဒါနဲ့ပဲကြီးခဲ့တဲ့အရှင်မြတ်ပေါ်ထားပါတော့စိတ်ဘုရားတတိလေးပါပဲနောက်တော့ကမ္မထတောင်းပြီးတော့တောတစ်ခုမှသွားတရားကျင့်တယ်အဝါကျတော့တဲ့စိတ်ဘုရားတတိလေးစီသွားမှာပေါ့အကျံပေါ်လို့စီစဉ်တဲ့အခါဖရာတတိပြည့်ဒါဖရာလိုက်မယ်ဆိုတော့ တော်ကကြီးကအကုန်ပါတာဒီစီစဉ်ကြတာပေါ့နော်အတင်းကြတော့အဲ့ကိုရင်လေးဆွမ်းခံနေရွာဝတ္တလုံးလို့ခါမမတတ်သူစီစဉ်ထားကြတာကိုရင်လေးကနေ့စဉ်နေ့စဉ်တဲ့ကဒီတောင်တန်းလေးကိုဖြတ်ရတယ်ပြောတောင်ဆင်းရှင်နှမောင်းမှာနေချောလေးမှာသွားပြီးတော့တော်ရဲမှာတက်ခက်တဲနေနေတာတဲ့အတက်ကစနစ်သားသားပဲရှိသေးတာနော်တက်ခက်တဲ့တပန်းနေရတာပြောမင်းမိုးလေးရင်အဲ့မှာတောင်တန်းကိုဖြတ် ်ရောသွားပြီးတော့တောင်းတော့မှကြည်ပင်လေကြီးမြင်ရတာတဲ့။ဘာမြင်ရလဲ။တော့တောင်းနေဘူးရင်တော့သိလိမ့်မယ်။တောင်းမှတရားတာမရှိရင်လွန်းစရာတအားကောင်းတာ။ဘုရားတော်ကြီးမှတည်တာကုလိုမိုးတွေပါပြီးဆိုရင်ဟိုလွန်းကိုလွန်းတတ်တာဘယ်အောင်လုံးဝမသိဘူး။ကြောက်တဲ့နေပူဆိုးသေးတယ်နော်။ဒါမှတမ်းမရှိရင်လွန်းကိုမလွယ်တာ။အဲ့ကလေးစဉ်ကလုံးလုံးကမှာပေါ့အဲ့မကိုကမ္မဋ္ဌာန်းတရားရှိတာအောင်နော် ော့ရွာထဲမှာတခါဆုံးခံရင်ရွာတရားပြပါဆိုရင်တော်တော်လေးပဲပြီးတယ်တဲ့ဒုက္ခတာဟောတာဒုက္ခမုစတာဒုက္ခနှမြလို့ချမ်းသာပါစေဒီလောက်ပဲပဲတော်တော်ပြောတာလေအဲ့လိုနဲ့နေရတော်ဝါပြန်လုံးပဲဟောကြတော့တို့ဘယ်နဲ့တော့တန်ခါကြီးကြီးကြွတော့မင်းဆိုတော့ရွာပြောတာပေါ့အဲ့သူလည်းပဲဘုရားကြွတော့စွတ်ကြောင်းလာတာပေါ့ရွာမှာပဲနော်အဲ့ညပဲဘုရားရှင်ကတရားပြီးပြီးတော့လား ေတ္တပေးပြီးတဲ့အခါကိုရင်လေးကိုခေါ်တယ်။တဲ့ရဲ့သောနကရောတရားပေးဆိုတော့တချို့ကဘယ်ဟောတတ်မလဲထင်တာပေါ့နော်။ဒါကိစ္စပြီးနေဆိုတော့အဲဒုက္ကတာဟောတာဒုက္ခမှာသာချက်ဟောတာမိုးတင်းတင်းပဲတဲ့။ဟိုသဘောကြရတဲ့ဟိုကကြားတယ်ချွတ်တယ်ပဲခုမှဟောရကောင်းလားဘောပေးတက်တာဖြစ်တယ်ဗျာ။နဲ့ကြာတော့အလုံးကျင်တဲ့အောင်ဖရာတရားပြပြီးတော့မှတဲ့အအောင်ဆုံးမှစကြပါတော့နော်ပြချက်တာတဲ့ ဒါပွင့်လင်းရာဖြစ်နေတာနော်အတန်းနေတဲ့အကြောင်းတွေသွားရအောင်ဆိုတာရှေ့ကဥဆောင်ပြီးဘုရားပြင်တာတောင်တန်းမှာကျတော့ပင်လယ်မြေနဲ့ဘုရားရက်တယ်ပင်လယ်ပဲလှည့်တယ်အခုရက်ကြရတယ်အဲ့ဒီနေ့စဉ်ချက်တာတဲ့ပင်လယ်ကိုသွားရမမြင်ရဘူးလားမြင်ရပါတယ်ဘုရားဘလို့မြင်တဲ့အဲ့မြင်တဲ့ကံဘလို့ခံစားလို့ဘလို့ပွားတယ်လဲလို့မေးတယ်အဲ့တော့ဘုရားဟောတာအကုန်လုံးတွင်းထန်တာဖြစ်တာဦး လန့်ဖရားတဲ့တန္တရာအရှိမတဲ့ကဘာများစွာမှာပြတ်တာမှုနဲ့ကြောင့်တဲ့ပေါ့ညာတင်ရတော့သာတည်လို့ကြားတယ်မြည်ရင်တဲ့အမိတို့ကြားတယ်မြည်ရင်တဲ့ယောက်ျားတို့ကြားတယ်မြည်မိမတို့ကြားတယ်မြည်ရင်ပေါ့ထမ်းမယ်ဆိုရင်အခုရောက်ကြားတယ်မြည်ပေါ့ထမ်းမယ်ဆိုရင်ဖရားတဲ့ဒီကဘာလေးမှာရှိတဲ့ပင်လေရာမြည်ရင်ကပင်လေရဲ့များသွားမယ်လို့ပွားပါတယ်ဖရားတဲ့ ဘူးလို့ကြိုက်မိတယ်အများကြီးဖြစ်ခဲ့ပြီတဲ့ဘာပေါ်ရလားခမာလည်းမရင်နိုင်တော့ဘူးလေထောက်ဒီပင်လဲရည်ဟာတဲ့ဟိုးများစွာသဘွားတွေဟာကြဲ့မြင့်ပေါင်းထမ်းမြင်ပင်လဲရည်တဲ့များမယ်လို့ဘုရားဟောထားတာရှိတာဟုတ်အဲဒါကြောင့်သူတော်ဒီဝတ္တမှာဆန်းသာအမေတေတို့ငွေရည်မြင်မရှိဘူးလားအဖေတေတို့ငွေရတာအဖိုးတေတို့ငွေရတာဟိုစီးပွားပြည်လုံးကမျိုးစုံပေါ်စိတ်စင်းငွေရည်မြင်နည်းလားများလားအားကြီး အဲ့ဒါပေါင်းထားမယ်ဆိုရင်ပြောတာတဲ့။ဟောပါ့လား။အဲ့တော့ပြန်မှန်းလာရင်ဗျာတဲ့။ဓာတိကုံမှာအေးမှပါလို့ပြောပါရဲ့။အဲ့ဒါသင်္ကြန်ကမ္မထာကဓာတိကုံရဲ့အတက်ကိုတွန်းအားပေးတာပေါ့။မနပွားနေမှတ်ထားနော်။ဆက်ပွားပြီးတော့ပွားရအနာမှုတ်ဘူးနော်မှတ်ထား။အဲ့တော့တည်ရင်တောင်ဆင်းရင်ပြီးတော့ပြန်မှန်းလို့အားကြီးလို့ပြန်ဇာတိမလာမှအေးမှလို့တဏ္ဍဆက်ဖြတ်ဖို့အားပေးတဲ့ကမ္မထာဖြစ်ရမယ်။ ဒါမလို့ကမ္မထံ40ဒီဘုရားလည်းသွားတယ်စိတ်က40ပြောတာတော့ပါလားခုနပေါ်နေမှတ်တာနော်ဘုရားဘုရားတာလူခေါ်တယ်စက်ကသွားနောက်ကြောင်းလေးရောက်သွားတယ်ထက်ကကြောင်းလေးတပားနဲ့နေတာတော့ကြောင်းနေဝင်တော့ဒီမယ်နော်တော့6လည်းခေါ်တယ်ခိုင်တရကလေးရခိုင်လေးတိုင်းလို့ရှက်ရှက်ရှက်ဆိုရင်လူလာတို့လူပါလူလူထင်ရတယ်ဒီလေးကြားလို့ဆိုရင်ပဲအကောင်မောလာတော့အောင်းမရတယ် အဲ့ဗျတမင်းနေကြရောအော်ရတာအဆုံးပေါ့နော်အဆုံးမှရှိတာပေါ့ရမယ်ဆိုပိုတောင်းဆိုသေးတယ်ဒါနေကြည့်မှသိရတာအဲ့ကြောက်စရာအမှန်တန်ကောင်းပါတော့၆၀တက်ခေါ်ရင်တော့လွန်လဲလွန်စရာကောင်းတာ哦ကျန်တာတဲ့ဒီတော့ရောက်မှသတင်းသုံးနေသုံးနေဘယ်လိုမြင်လို့ဘယ်လိုခံစားပြီလို့ဖွားတယ်လဲဆိုတော့မှဟဲ့လားဖေဟာဒီနေရာလေးမှာတဲ့ဖျားပြီးတော့ဒီကဘာအတွင်း၌ပင်လဲဟောအမှုသောပုံသဏ္ဍာန်မျိုးစုံနဲ့တည်ခဲ့တဲ့ င်းရဲမီလို့ပွားပါတယ်ဖေဟာဖမန်းလာဖေဟာတဲ့ဇာတိကုံမှာအေးပါပါလို့ပွားပါတယ်တဲ့သာပွားရတာဒီချိချတဲ့နေရာနေရာတွေအဲ့လိုပွားရမှာတဲ့တို့ဘုရားရှင်ဆွမ်းခံကြောင်းလည်းအဲ့တိုင်းမချိချတိုင်းချိချတိုင်းညာဟောငါပဲဘုရားမျိုးစုံစာပွားရ၆ဘုံပါပါတယ်လူကနွားမဝတ်ပါအကုန်ပါပါတယ်အဲတင်ခဲ့တဲ့တင်ခဲ့မြင်တို့တို့ကိုမျိုးစားဟိုမှာလမ်းလျှောက်လမ်းလျှောက်တယ်လို့ လုံးသွင်းရတယ်ဘုရားဆုံးပါတာเนาะအဲ့တော့ကိုကြီးမပြတ်ပွားတော့တာပါတော့ခဲ့တဝိရပြင်းထန်တော့ဟာဇာတိကုံမှုလို့အားဆိုင်မနေဘူးလားဟုတ်တယ်အဲ့ကိစ္စပြီးနေပြီရန်တာနေပြီလေဟုတ်ပါလားဒီကမ္မဒါပွားနေရပါတယ်လဲဆိုတော့ဇာတိကုံရေကိုတွန်းအားပေးတာတဲ့အဲ့နော်ဟုတ်ပါလား